Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါတင်ဆက်ပေးမှာကတော့သွေးကြောထဲမှာကူးခတ်နိုင်မဲ့တန်လိုက်စွမ်းရင်တုံးဆက်ရုပ်အသေးစားလေးတွေမကြမီအသုံးပြုလာနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဆွစ်ဇာလန်တက္ကသိုလ် ETA Zurich ရဲ့မကြသေးမီကလေ့လာမှုတစ်ခုအရာဒိဗက်ပညာရှင်တွေဟာတန်လိုက်စွမ်းရင်ကိုအသုံးပြုပြီးတော့လိုအပ်တဲ့နေရာအတိအကျကိုစေဝါတွေပို့ဆောင်ပေးနိုင်မဲ့ဆက်ရုပ်အသေးစားလေးတွေကိုတီထွင်လိုက်ပါတယ်ဒီနည်းပညာအသက်ဟာဆိုရင်တော့လေပြတ်ခြင်းကိုဖြစ်စေတဲ့သွေးခဲပိတ်ဆို့မှုတွေကိုပျော်ဝင်စေဖို့ ပရိစီဝါဆေးတွေနဲ့ယောဂါပိုးတွေကိုကုသဖို့နဲ့ကင်ဆာအကျိတ်တွေစီဓာတ်ရိုက်ကင်ဆာတိုက်ဖျက်ရေးဆေးဝါးတွေပို့ဆောင်ပေးဖို့ကူညီပေးနိုင်မှာဖြစ်ပြီးခန္ဓာကိုယ်ရဲ့တခြားနေရာတွေမှာဘေးထွက်ဆိုးကျိုးတွေမဖြစ်စေဘူးဆိုပြီးတော့သိရှိရပါတယ်။ဒီဆေးရောဟာဆိုလို့ရှိရင်တော့ပျော်ဝင်နိုင်တဲ့ဂျယ်လီနဲ့တန်လိုက်တဲ့ပါဝင်စေဖို့ထည့်သွင်းထားတဲ့တန်အောက်ဆိုက်နာနိုအမုံတွေနဲ့ပြုလုပ်ထားတဲ့သေးငယ်တဲ့အလုံးပုံစံဆေးထောင်လေးတွေဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေဟာ X-ray ဒီပညာကိုအသုံးပြုပြီးဆေးရုပ်ကိုခြေရခံနိုင်ပါတယ်။ ETA Suresh ရဲ့ Multiscale Robotics Lab ကပါရဂူဘွဲ့လုံသုတေသီဖြစ်တဲ့ဒေါက်တာ Fabian Landers ကဆိုရင်တော့လူအုံနောက်ထဲကသွေးကြောတွေကအရန်ကိုသိငယ်တဲ့အတွက်စေတောင့်ရဲ့အရွယ်အစားကအကန့်အသတ်ရှိပါတယ်။ဒီပညာဆိုင်ရာစိန်ခေါ်မှုကဒီလောက်သိငယ်တဲ့စေတောင့်မှာလုံလောက်တဲ့တန်လိုက်ကုန်တက်တီတွေရရှိအောင်လှုံ့ဆော်ရတာပါ။ကျွန်တော်တို့ရဲ့သွေးကြောတွေထဲမှာသွေးစီးဆင်းမှုပမာဏနဲ့အချိန်နှုန်းဟာအံ့ဩစရာကောင်းလောက်အောင်ကိုမြပြပါတယ်။ ကျွန်တော်တို့ရဲ့လမ်းကြောင်းပြစနစ်ကဓာရီအားလုံးကိုခံနိုင်ရရှိရပါမယ်ဆိုပြီးတော့ပြောကြားခဲ့ပါတယ်။ဒီတူထွင်မှုကိုတော့လူနဲ့တရိတ်ဆန်တွေရဲ့သွေးကြောတွေကိုပုံတူကူးယူထားတဲ့ silicon model တွေဝက်အချုံနဲ့တိုးတကောင်ရဲ့အုံနောက်ထဲမှာစမ်းသပ်ခဲ့ပြီးပြီပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့နောက်ထပ်ရည်မှန်းချက်ကတော့ ူသားတွေနဲ့ဆေးဘက်ဆိုင်ရာစံတက်မှုတွေစတင်ဖို့ဖြစ်ပြီးမကြမီမှာစေယုံတက်ခွဲကန်တွေမှာဒီနည်းပညာကိုအသုံးပြုလာနိုင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးသွားခဲ့တာကတော့သွေးကြောတွေထဲမှာကူးခတ်နိုင်မဲ့တန်လိုက်စွမ်းအင်သုံးစေယုံအသေးစားလေးတွေမကြခင်အသုံးပြုလာနိုင်တော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ